်မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ6ရက်နေ့ရက်မွန်းတက်12နှစ်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျမကတော့မွန်းမိုပါရှင်အငိမ့်စားတန်အမတ်ပြစ်ခတ်ခံရမှုမှာ6နှစ်သမီးအရွယ်အပါဝင်16ဦးကိုစစ်ကောင်စီကစွပ်စွဲဖမ်းဆီးထားပါတယ်ဂရီနီရိုက်ကောဒေတာမှာအကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရပြီး20ကျော်တေဆုံးကတနက်၈လက်ရရှိလိုက်ပါတယ် ကျွန်တော်မပိုင်ရင်သူရွေးကောက်ပွဲရှုံးပါလိမ့်မယ်။ဂျေဆုမတိတက်တဲ့လူလို့အီလွန်မတ်ကထရန့်ကိုပြစ်တင်ပြောဆိုလိုက်ပါတယ်။တဝဲမြို့နယ်ကျက်စာပြင်ကန်နာလန်မှာ အထိုင်ချတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုမှာယူဟာမှုအပါဝင်ဆက်တဦးသေဆုံးသွားပါတယ်ရှင်။ဒီသတင်းနဲ့တူဒီကနေ့မွန်တက်12နိုင်ချိန်တိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပြမဆောင်တရင်တပုတ်အနေနဲ့အငိမ့်စားတန်အမတ်ဘုံမူချုပ်ချိုထွန်းအောင်ကိုတနက်နဲ့ပြစ်ခတ်ရမှာပါဝင်တယ်လို့ဆွတ်ဆွဲပြီးတော့အသက်6နှစ်အရွယ်ကလေးငယ်နဲ့ဆရာဝန်2ယောက်အပါဝင်16ယောက်ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီကဇွန်လ9ရက်နေ့မှာ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေကနေဖော်ပြလာပါတယ်။မေလ22ရက်နေ့မနက်ပိုင်းကရန်ကုန်မရန်ကုန်မြို့နယ်မှာအငိမ့်စားဘုံမူချုပ်ချိုထွန်းအောင်ကအမျိုးသား2ယောက်ရဲ့တနက်နဲ့ပြစ်ခတ်ခံရပြီးတော့တေဆုံးခဲ့ပြီး Gorant Valley Warrior အဖွဲ့ကသူတို့လှုပ်တာပါလို့ထုတ်ပြန်ခဲ့ပါတယ်။ပြစ်ခတ်ရမှာ၃နဲ့7ဘိန်ကို၃ဘိန်တစ်စီးပေါ်တင်ဆောင်သွားတာကိုသိရလို့စုံစမ်းရမှာ၃ဘိန်မောင်းသူက ကိုစန်းထအောင်ခေါ်ဘဂိုဒါ42ကိုမြောက်ဥကလာပါမြို့နယ်ကသူ့ရဲ့အိမ်မှာဆက်ဘိန်နဲ့အတူ ဖမ်းမိပြီးတော့ထောက်ပို့လုပ်ခဲ့တဲ့ကိုဝင်းသူခေါ်ကိုကလာလေး39နှစ်ကိုလည်းမြောက်ဥကလာပါမြို့နယ်မှာသူ့ရဲ့အိမ်မှာပဲဖမ်းမိတယ်လို့စစ်ကောင်စီကဆိုပါတယ် ရန်ကုန်ခြေဆိုင် Golden Valley Warrior အဖွဲ့မြို့ပြပြောက်ကြားတပ်ဖွဲ့ကမူစစ်ကောင်စီက6နှစ်ရွယ်ကလေးငယ်ကိုပါစစ်တပ်ကတရက်ခံလို့လိန်လေအမြီတက်ပြီးတော့ဖမ်းဆီးပြခြင်းမှာအပြင်းမဲ့ပြည်သူတွေကိုစာနာတနာမှီကြောင်းရဲဘော်များဘေးကင်းကြောင်းကို ပြောဆိုလာပါတယ်ကျွန်တော်တို့ထူးထူးခြားခြားဖြေဆိုစရာမရှိပါဘူးအပြင်းမဲ့ပြည်သူတွေကိုပဲစာနာတနာမှီပါတယ် ရဲဘော်တွေအားလုံးလုံခြုံဘေးကင်းကြောင်းကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်လို့ Golden Valley Warrior မြို့ပြပျောက်ကြအဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်စစ်ကောင်စီရဲ့သတင်းထုတ်ပြန်မှုကိုလေ့လာကြည့်ရင်ကလင်းငယ်များတက်စီသမားများဘေးရဲဆိုင်ကယ်ကယ်ရီသမားများနဲ့ CDM ဆရာဝန်တွေကိုဇက်လန်စင်သတင်းထုတ်ပြန်တာတိတာနိုင်ကြောင်း CDM ကျောင်းဆရာတအုပ်ကလည်းတုံ့တက်ပြောဆိုပါတယ်။ကလေးတွေတက်စီသမားတွေ ဘေးရဲသမားတွေ CDM ဆရာဝန်တွေကိုပါဖမ်းပြပြီးတော့တရခံလှုပ်ပြပုံထောက်ရင်ဒီကောင်တွေကိုအထက်ကတော်တော်ထောင်းလို့ဖြစ်မယ်ဖမ်းကျင်အားရှောက်ဖမ်းထားမှစာတေချာဖတ်ကြည့်တာနဲ့သိနေတယ်ဖတ်ကြည့်သလားဆက်ဆက်မှုလည်းမရှိဘူးတေချာတာတော့အတော်အဖိထောင်ခံရလို့ပြည်သူတွေကိုပြန်မဲနေတာမျိုးပဲလို့လူမျိုးနယ်မြေမှာရှိတဲ့ CDM ကျောင်းဆရာတောင်ကတုံ့တက်ပြောဆိုပါတယ်သူတို့ထွက်ဆိုချက်အရလောက်ကြံရမှာပါပြီးတိန့်ရှောင်နေတဲ့ကိုမျိုးကိုကိုခေါ် ဆိုင်းကိုကိုခေါ်ဇင်မင်းထက်ခေါ်လင်းလတ်စော်28နှစ်နဲ့သူ့ရဲ့ဇနီးဖြစ်သူ မှတ်ပြုံပြုံ24နှစ်တမီးဖြစ်သူမှတ်လင်းလတ်ရွှေ6နှစ်တို့ကိုညာဦးမြို့နဲ့ပကံမြို့ဟောင်းမှာသူတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့တဲ့ရင်မောင်းကိုအောင်စန်းဟိန်25နှစ်နဲ့ချိတ်ဆက်ဆောင်ရွက်ပေးသူကိုညီညီလိုင်း36နှစ်တို့ကိုမွန်ပြည်နယ်မှုရုံမြို့မှာဖမ်းမိတယ်လို့ဆိုပါတယ် ဒါပြင်လောက်ကြရမှာပါတဲ့ကိုချစ်ကူကိုခေါ်ကျော်ကြီးရဲ့မိသားစုဝင်တွေဟာမြောင်းရီမျိုးဘက်ကိုထွက်ပြေးတန်းဆောင်ဖို့လုပ်နေတာတရားလို့ဝိုင်းရန်ပိတ်ဆို့ဖန်စီခဲ့ရမှာမေ26ရက်နေ့မှာ ကိုချစ်ကူကိုခေါ်ကျော်ကြီးရဲ့ဇနီးမမြင့်မြင့်ထွေ39နှစ်ကိုအောင်ကိုကိုချစ်18နှစ်ကိုစင်မမောင်ခေါ်အာလို28နှစ်နဲ့တန်းဆောင်ရမှာကူညီတဲ့ကိုဖြိုးဝေအောင်ခေါ်အရှိကြီး40နှစ်တို့ကိုဘကိုးမျိုးအဝင် စစ်စေးရေးဂိတ်မှာဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ချစ်ကိုကိုခေါ်ကြော်ကြီးနဲ့ကိုချတ်တို့ကတော့လွတ်မြောက်နေသေးတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။ချိုထုံးအောင်ကိုပြစ်ခတ်တုန်းကတနက်ကြီးပောက်ထွက်တာကြောင့်ကိုမျိုးကိုကိုရဲ့ဘယ်ဘက်ခြေထောက်ဒဏ်ရာရပြီးတော့တာဂီတာမြို့နယ်ကလင်း အထူးကုစေယုံမှာလွတ်ဝတ်ဈေးကူခဲ့တယ်လို့စစ်ကောင်စီကဆိုပြီးတော့မေလ26ရက်နေ့က DCS ဆရာဝန် ကိုဇော်ကိုကို38နှစ်နဲ့စင်းရုံပိုင်ရှင်ဒေါက်တာရဲလင်းစို36နှစ်တို့ကိုလည်းဖမ်းဆီးရမိခဲ့သေးတယ်လို့လည်းဆိုပါတယ်။ Golden Valley Warrior အဖွဲ့ကို NUG ရဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ရဲ့စီစဉ်ထောက်ပံ့မှုနဲ့ဖွဲ့စည်းထားပြီးလောက်ကျံမှုတစ်ကြိမ်ကိုနှစ်သိန်းချပ်ပေးတယ်လို့စစ်ကောင်စီကစွပ်စွဲထားပါသေးတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ရိုက်ကော်မြို့တပြေကုန်းရွာဖုန်ကြီးချောင်းဝင်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာ20ဦးထပ်မင်းနဲ့တေဆုံးခဲ့ပြီးလက်နက်ရှစ်လက်ရရှိခဲ့ကြောင်း KMDF ဘူဟာနှစ်ကဇွန်လ9ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ Greeny အမျိုးသားများကာကွယ်ရေးတပ်ဘူဟာအမှတ်1တပ်ရင်းများနဲ့မဟာမိတ် ပူးပေါင်းတပ်တို့က တပြေကုန်းကြေးရွာဖုန်ကြီးချောင်းဝင်းအတွင်မှာအခိုင်အမာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတက်စကန်ကိုတိုက်ခိုက်စဉ်မှာစစ်ကူစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာ MA1 ငါလက် AK47 တလက် MA4 တလက် RPG တလက်နဲ့အခြားလက်နက်ခဲယမ်းတွေကိုသိမ်းယူရရှိခဲ့တယ်လို့လည်းဆိုပါဗျ။ စစ်ကောင်စီဘက်မှ20ဦးထပ်မနေတေဆုံးခဲ့ပြီးမဟာမိတ်ပူးပေါင်းတပ်တွေဘက်မှရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ဒီလ3ရက်နေ့ကတိုက်ပွဲပါတိုက်တာက Rico မြို့ပြင်ကစကားစစခန်းကိုအဲ့ဒီအချိန် Rico မြို့ကနေစကားစစစ်ကူတက်လာတဲ့ထတ်တိုင်းနိုင်ခဲ့တာမျိုးလို့သိရတယ်လို့ Greeny စစ်ရဲတတင်းအရင်မြကပြောပါရရှင်။တိုက်ခိုက်ခံရတဲ့စစ်ကောင်စီစခန်းက Rico မြို့မိုးပြဲလမ်းခွအနီးမှာရှိတဲ့ စီဆိုင်မြို့ကိုသွားတဲ့လမ်းပေါ်မှာရှိကြောင်းသူကဆက်ပြောထားပါတယ်။စစ်ကောင်စီကမိုးပြဲရိုက်ကော်လမ်းပိုက်ကိုထိန်းချုပ်နိုင်ရန်မိုးပြဲမြို့ကိုထိုးစစ်ဆင်နေသည်မှာ၅လကျော်နေပြီဖြစ်ပြီးတော်လန်ရေးတပ်ပေါင်းစုကခုခံကာကွယ်နိုင်စေလဲဖြစ်ပါတယ်။လက်ရှိမှာကရီနီပြည်နယ်မှာဗော်လက်ခဲနဲ့ဖားဆောင်မြို့နယ်တို့မှာလည်းတိုက်ပွဲဖြစ်ပွားမှုတွေရှိကကရီနီတပ်ပေါင်းစုကစစ်တပ်ရဲ့ကာကင်းစခန်းတချို့ကိုလည်းတိမ့်ပတ်ရရှိထားပါတယ်ရှင်။ ဆက်လက်ပြီးအထက်လွှတ်တော်မှဆိုင်းငံ့ထားတဲ့သမရရဲ့အဓိကအခွန်ဥပဒေချမ်းနဲ့ပတ်သက်ပြီးတော့သမရထရန့်နဲ့ဒက်စလာအမှုဆောင်အရာရှိချုပ်အီလွန်မတ်တို့အကြားသဘောထားကွဲလွဲမှုများတိတိတတ်တာပေါ်ထွက်လာခဲ့ပါတယ်။ထရန့်ကအီလွန်မတ်ကိုအယူလို့ခေါ်ခဲ့ပြီးဒက်စလာအပြင်အာဂါတာစူဇန်လေ့လာရေးကုမ္ပဏီ SpaceX နဲ့ညာရီတုကုမ္ပဏီ AI တို့ကိုပိုင်ဆိုင်ထားတဲ့တထေကြီးမှတ်ရက်ကုမ္ပဏီနဲ့အစိုးရစာချုပ်ကိုဖျက်တောက်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ ထရန့်ရဲ့မှတ်ချက်များအပြီးမှာတက်စလာရဲ့ stock share ဈေးနှုန်းတွေကျဆင်းလာပြီး mask က space h ကထရန့်ရဲ့အချင်းချောင်းမှုတွေကြောင့် space 8သာလှုပ်ဆောင်နိုင်တဲ့အာကာသကိုတည်ယူပို့ဆောင်လုပ်ပေးနေတဲ့သူတွေရဲ့ dragon အာကာသယာဉ်ကိုချက်ချင်းဖြတ်သိမ်းမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဥရေကြမှာလျက်စစ်ကဝယ်ယူပါက အခွန်လျှော့ပေးမှုကိုဖြတ်သိမ်းလိုက်ခြင်းနဲ့ NASA မှာလှုပ်ပိုင်ခွင့်ညှင်းဆို့လိုက်ခြင်းကြောင့်မကြသေးမီအထည် သူရဲ့ထိတ်တန့်အကြံပေးတဦးဖြစ်တဲ့မတ်ကအခွန်ဥပဒေမူကြမ်းကိုစန့်ကျင်နေခြင်းဖြစ်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။ကျွန်တော်အီလိုမတ်ကိုအယံစိတ်ပြတ်မိပါတယ်။ကျွန်တော်သူ့ကိုအများကြီးကူညီပေးခဲ့ပါတယ်လို့အင်ဖြူတော်မှာထရန့်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်ရှင်။အဲ့ဒီနေရာမှာပဲလွန်ခဲ့တဲ့တပတ်ခန့်ကမတ်ရဲ့အစိုးရစွမ်းဆောင်ရေးထိရောက်ရေးဌာန draw ကအစိုးရ အတုံးစရိတ်နဲ့ဝင်ထမ်းဥယေကိုဖျက်တောက်ခဲ့တဲ့အတွက်ချီကျူခဲ့ပါတယ်။ဤလိုနဲ့ကျွန်တော်ကကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ဆက်ရှိမလားတော့မသေးချဘူးလို့ Trump ကပြောကြားပါတယ်။ Social Media Site အိတ်မှာ post တစ်ခုတင်က Trump ကိုလေးလေးမြန်မြန်ပြက်ပြက်သားသား match ကတုံ့ပြန်ခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် Federal လူငွေပြမှုတိုးနေနိုင်တဲ့အတွက်ဥပဒေမူကြမ်းကိုဝေဖန်ခဲ့တာပါလို့ match ကရေးသားထားပါတယ်။ ရေနံတဲ့တဘာဝတောင်းွေထောက်ပံ့ခြေတွေကို မဖြတ်တောက်ပေမဲ့အလွန်မတရားပါဘူးရက်စစ်ကနဲ့နေအောင်ကြီးစွာရင်အတွက်မလုံပေးမှုကိုဖြတ်တောက်လိုက်တာကြောင့်ဥပရေချန်းကအလွန်စိတ်ပျက်စရာကောင်းပါတယ်လူရင်ကျေးမှုတမိုင်းတလျှောက်ဒီဥပရေချန်းလိုမျိုးကြီးကျယ်ခမ်းနားပြီးလှပတဲ့ဥပရေမျိုးတခါမှမရှိပါဘူးလို့မတ်ကရေးသားခဲ့ပါတယ်ကျွန်တော်မပိုင်ရင် trend ရွေးကောက်ပွဲမှာရှုံးပါလိမ့်မယ်လို့မှတ်ကမကြခင်မှာရေးသားခဲ့ပါရဲ့ရှင်။ Democratic Party ကအောက်လွှတ်တော်ထိန်းချုပ်သွားမှာဖြစ်ပြီးတော့ Republican ရဲ့အထက်လွှတ်တော်မှာ51 45သာရှိလိမ့်မယ်ဖြစ်ပါတယ်။ Trump ရဲ့2024ခုနှစ်မဲဆွယ်စည်းရုံးရေးအတွက်ကျွန်တော်ကအများဆုံးဗန်နာရေးထောက်ပံ့ပေးသူဖြစ်ပြီးတော့ဒေါ်လာတန်250ကျော်သုံးစွဲခဲ့တယ်လို့ Musk ကရေးသားခဲ့ပါတယ်။အဲ့လောက်ကျေးဇူးကမ်းတဲ့လူပါလို့ Musk ကရေးသားပါတယ်။ အလဲလူ80ရာခိုင်နှုန်းကို အမှန်တကယ်ကိုစားပြုတဲ့နိုင်ငံရေးပါတီအစ်စ်တခုဖန်တီးဖို့အမေရိကန်မှာအချိန်တန်ပြီလားလို့ Musk က H မှာတုံးဆွဲသူတွေကိုစစ်တမ်းတခုကောက်ခဲ့ပါတယ်။ Tesla အမှုဆောင်အရာရှိနဲ့ Republican သမ္မတတို့ကြောင့်ရန်လိုမှုဖြစ်ပွားကြောင်း Tesla ရဲ့ share များက100ရာခိုင်နှုန်းအထိကျဆင်းသွားပါတယ်ရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့တနင်္သာရီတိုင်းဒဝဲမြို့နယ်ကျက်စာပြင်ကန်းနားလမ်းမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာဗျူဟာမှုအပါအဝင်၁၁ဦးသေဆုံးခဲ့ကြောင်း Special Guerrilla Force အထူးပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။မေလာ30ရက်နေ့ညနေ6:59မိနစ်မှာဒဝဲမြို့နယ်ကျက်စာပြင်ကန်းနားလမ်းတကွန်၅စီးအနီးမှာအထိုင်ချတက်ဆွဲပြီးတော့လောင်းလုံးမြို့နယ် ။ဘက်ကိုလက်လက်ကြီးနဲ့ပြစ်ကူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်မှဗျူဟာမှုအပါအဝင်၁၁ဦးသေဆုံးခဲ့ပြီးတိကိုက်တံရရရှိသူများပြားကတော်လှန်ရေးတပ်ဖွဲ့ဝင်များအထိကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါရယ်။စစ်ခွေတေစရင်ကတော့ထတ်တူလာတော့မသိဘူး။အင်အားကတော့သူတို့ရောက်လာတော့၁၅ကောင်ပဲရှိတယ်။ ကျွန်တော်တို့တိုက်ခိုက်မှုအတွင်းမှာဖြူဟာမှုအပါဝင်ဆက်တဦးသေဆုံးတယ်လို့သိရတယ်လို့ Special Guerrilla Force အထူးပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို အထူးပြောက်ကြားတပ်ဖွဲ့ Special Guerrilla Force နဲ့ပင်လယ်ကျဲအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်ရှင်။ဒီကနေ့မွန်တဲ့12နှစ်ချင်းတိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။